ဲ့ဒါဒီ energy အတွက်အင်စာပေါ့အဲ့တော့အဲ့ဒါဒီ energy အတွက်အင်စာလို့ပဲကျွန်တော်တို့သဘောထားအောင်ပြောချင်တာကအစာထိုးရှာဖို့လိုအပ်တယ်လူဒီနေ့တရုတ်နဲ့ရန်သူတွေအိန္ဒိယချင်းမှာအိန္ဒိယရှိတယ်ဘာကြောင့်ကျွန်တော်တို့အိန္ဒိယကိုချင့်ကပ်ဖို့မကြိုးစားတာလဲဒါနောက်ထပ်မေးခွန်းတစ်ခုနောက်ထပ်ချူတာတစ်ခုဒီနေ့ပါကစ္စတန်နဲ့အိန္ဒိယနဲ့စစ်ပွဲတည်တရုတ်ရဲ့စနစ်ပဲဆိုတာလူတိုင်းသိတယ်တကဘာလုံးအောင်သိတယ်တကဘာလုံးပြောနေတာအနောက်နိုင်ငံမီဒီယာတွေမှာကိုပြောနေတာ ဲ့တော့မနေ့ကအိန္ဒိယစစ်တပ်ကစစ်တပ်ကပါကစ္စတန်ကိုရဲ့ဒီ military base တွေကိုပြန်ပစ်တယ်စစ်ရေးပြည်တွေကိုပစ်တယ်ဒါကြောင့်ပါကစ္စတန်လည်းပြန်ပစ်တယ်ဥအပြန်လန် drone အနေနဲ့ပြင်နေကြပြီအပြန်လန်ပြေမတွေကိုပြင်နေကြပြီပြောချင်တာကကက်ရှမီးယားဒေသတွေမှာဟုတ်တော့ပဲအိန္ဒိယရဲ့ပြေမတွေကိုပါကစ္စတန်ရဲ့ပြေမတွေကိုအပြန်လန်ဒုံးကျည်နေနဲ့ပြင်နေကြပြီလက်နက်တွေစမ်းနေကြပြီတရုတ်ရဲ့လက်နက်ကိုစမ်းဖို့အတွက်အကောင်းဆုံးအခွင့်အရေးပါကစ္စတန်ကသုံးမိနေသလို့ ိန္ဒိယကလည်းသူရှိတဲ့လက်နက်ကိုစမ်းနေကြပြီအဲ့တော့မေးစရာစကားကဘာဖြစ်လဲဆိုတော့ဒုတိယကမ္ဘာစစ်ပြီးပြီးတင်း80မှာအိန္ဒိယနဲ့ပါကစ္စတန်ဘာထိုင်လုံးနေကြတာလဲထိုနည်းလေးကောင်းမေးမေးစရာရှိတာကဒုတိယကမ္ဘာစစ်ပြီးနှစ်80ရှိပြီးမြန်မာနိုင်ငံကခေါင်းဆောင်တွေစစ်ခေါင်းဆောင်တွေဘာထိုင်လုံးနေတာလဲမြန်မာနိုင်ငံကတော့အသုံးမချတာဖြစ်တဲ့တွေအခုတရုတ်နဲ့ရုရှားကိုသွားပြီးတော့ကြော့နေရတယ် နောက်နောက်ွယ်မှာဂျောင်ကပ်ပြီးနေရတယ်။ပြည်တွင်းစစ်ဖြစ်နေတယ်။ကဲပါယူပါတကယ်သာသာအောင်နေရတယ်။အိန္ဒိယနဲ့ပါကစ္စတန်ကဒီ180မှာသူတို့ကိုယ်ပိုင်ထုတ်လို့နေတယ်လက်နဲ့တည်းမထွက်လာဘူး။ဒီပညာတွေမထွက်လာဘူး။နိုင်ငံလုံးအိန္ဒိယကလည်းအမေရိကန်ပြင်သစ်ရုရှားလက်နဲ့တည်းသုံးနေရသလိုပါကစ္စတန်ကလည်းအမေရိကန်တရုတ်လက်နဲ့တည်းသုံးနေရတယ်။ သင်ငန်းစာယူစရာနော်မိငယ်ကြီးနဲ့ကစားနေကြတယ်ပြည်တွင်းကြီးမှာပြဿနာတွေတည်ကြတယ်ဖက်ဒရယ်တွေဖက်ဒရယ်တွေနဲ့အကနာတော့ဘာသာကြီးကိစ္စတွေအစ္စလမ်နဲ့ဟိန္ဒူနဲ့အဲ့ဘာသာကြီးပြဿနာကက်ရှမီးယားပြဿနာအစွန်ရောက်ပြဿနာလူမျိုးရေးပြဿနာစစ်ကပြဿနာနော်ပါကစ္စတန်မှာဆိုရင်လေဒီတာလီဘန်ပြဿနာနော်ဒီအချမ်းဖက်ပြပြဿနာအဲ့ဒီဂျားထဲမှာပဲသိနေတကယ်တမ်းပါကစ္စတန်နိုင်ငံကတရုတ်ဝင်ရှုပ်တော့မဟုတ်ဘူးလေ သူတို့ကအသုံးမကျတာလေတရုတ်ကြတော့သူ့အတူထွင်သွားနိုင်တယ်ဘာထိုင်လုံးနေလဲလူဦးရေချင်းလဲအတူတူဗျာပညာချင်းလဲအတူတူစနစ်ကွာွားတာအဲ့ဒီတဲမှာမှ လူကွာွားတာတရုတ်ခေါင်းဆောင်တွေနဲ့တရုတ်ခေါင်းဆောင်တွေနဲ့အိန္ဒိယခေါင်းဆောင်တွေပါကစ္စတန်ခေါင်းဆောင်တွေအသုံးမကျတာချင်းပေါ်လာတာမြင်အောင်ကြည့်အိန္ဒိယဆိုဒီမိုကရေစီနိုင်ငံကြီးဖြစ်တယ် ဒါပေမဲ့လာကဘာကိုတို့လည်းအဲဂျိုရူးတွေလွှတ်ထားတယ်နယူကယ်လက်နဲ့ပိုင်တယ်ဒါပေမဲ့စစ်လီရံမထုတ်နိုင်ဘူးကူဒီအခုပြောတဲ့ဒုံးကြီးတွေမထုတ်နိုင်ဘူးတူရကီတောင်ထုတ်နိုင်တယ်အခုပါကစ္စတန်သုံးနေတာတူရကီဒုံးကြီးတွေပါကစ္စတန်ပို့ဆိုးသွားပြီနယူကယ်လက်နဲ့တော့ရသွားတယ်ဒါပေမဲ့ကိုယ်နိုင်ငံမှာစီရီလက်နက်တွေအခုလိုမျိုး drone ခေတ်စားနေတဲ့ခေတ် AI ခေတ်စားနေတဲ့ခေတ်မှာပါကစ္စတန်နိုင်ငံသားတွေကိုအဆင်သင့်ဖြစ်အောင်မလုပ်ပေးထားနိုင်ဘူး ဘာသာရေးနည်းနဲ့ဒီအစွန်ရောက်တွေကြားထဲမှာရန်ဖြစ်နေကြတယ်။ရိုးရိုးလေးပြောရင်ဟိန္ဒူမျိုးအစွန်ရောက်နေအစ္စလမ်အစွန်ရောက်နေရန်ဖြစ်နေကြတာ။ဘာသာရေးထဲမှာမျောနေကြတာ။ဒီသူ့လို့သူ့လို့တယ်။ခင်ဗျာသူ့လို့သူ့လို့တာကျွန်တော်တို့ကမနာလို့ဖြစ်ပြောလို့မရဘူးသူ့လို့သူ့လို့တာကတရုတ်ကိုချီးကျူးရမှာ။သူ့လို့သူ့လို့တယ်။ဟုတ်တယ်သူလည်းတစ်ချိန်ကမထုတ်လုံးနိုင်ဘူး။ ဒါပေမဲ့အခုသူဘာဖြစ်လဲသင်္ဘောထုတ်လို့တာဒီစားလို့တယ်ဤပညာတွေသူစပြောင်းတယ်အဲ့ရနေမှာသင်္ဘောတွေစားဆောက်တယ်အဲ့ရနေမှာသူဤပညာတွေစားဆောက်တယ်အဲ့ရနေသူကိုကိုပိုင်အဲလေးနေသင်္ဘောတွေစောက်တယ်အဲ့ရဒီမှာသူဒုံးကြီးတွေစောက်တယ်လက်ကဘာကိုလှုပ်တယ်အဲ့ရနေမှာသူအဆင့်မြင့်ဤပညာတွေဤမျိုးစုံနဲ့ chip တွေအမီဘယ်ရပဲခိုးခိုးဗျာသူရအောင်လုပ်တယ်နောက်သူနိုင်ငံမှာအခုကိုပိုင် လေးပြန်နေထွက်လာစစ်လေရင်နေထွက်လာတယ်အခုကိုပိုင်သူများကိုပြန်ရောင်းသွားပြီးတော့အာကိုရတဲ့အဆင့်ကိုရောက်သွားတယ်အဲ့ဒီပါကစ္စတန်နဲ့အိန္ဒိယကဘာထိုင်လုပ်နေလဲထုံးနေကောင်းမြန်မာနိုင်ငံကဘာထိုင်လုပ်နေတာလဲ ိုအသုံးမကျတာဘူးသူများကိုအပြစ်ပြောစရာအကြောင်းမရှိဘူးကိုအသုံးမကျတာမြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသမားတွေစိတ်အေးကောင်းဆောင်တွေအသုံးမကျတာအဲ့တော့ကိုယ်တော်ဘောနဲ့ကိုစဉ်းစားကြည့်လို့စဉ်းစားနေရင်တော့အမြဲတမ်းအခုလိုအသုံးမကျတဲ့လမ်းကြောင်းအောင်ပဲသွားမှာဥရောပခေါင်းဆောင်တွေဘလို့စဉ်းစားနေတယ်လေတရုတ်ခေါင်းဆောင်တွေဘလို့စဉ်းစားနေတယ်လေပူတင်ဘလို့စဉ်းစားနေတယ်ကျွန်တော်စဉ်းစားရမှာကိုယ်တော့မကြတော့ဒီသုံးနိုင်ငံလို့အခုကဘာပေါ်မှာချင်ဘက် ူများကိုအားကိုးရတယ်မြန်မာဆိုရင်လည်းပြောစရာဘာမှအကြောင်းရှိဘူးရှင်းသမားလက်နက်တွေအားလုံးအရေးကြီးတဲ့လက်နက်တွေအားလုံးသူများစီရဝယ်ရတယ်အိန္ဒိယနျူကလ িয়ার လက်နက်ရှိပါတယ်လာကပါသွားပါတယ်ဟိုအိန္ဒိယဟောလိဝုဒ်ရုပ်ရှင်ကားတွေမှာတော့သိတယ်မလားဝါဒဖြန့်တဲ့ကားတွေနဲ့တခါတည်းအကြီးအကျယ်သူရဲကောင်းတွေပြဖျားကားတွေရိုက်ပြီးတခါတည်းလှုပ်တယ်တကယ်ပဲလက်တွေမှာအခုပါကစ္စတန်နိုင်ငံကိုဘသူအကူအညီမှမလိုပဲသူအမှုတ်ချေလို့ရမှာသူမှအစင်းသိမရှိဘူးပါကစ္စတန်နိုင်ငံအကြီးကြီးကျယ်ကျယ်ဒါပြောနေတာ နော်ကက်ရှမီးယားကိုကယ်လိုက်မယ်ဟိုလူကယ်လိုက်မယ်ဘာသာရေးကဘာဖြစ်တယ်ပြောနေတာပါကစ္စတန်မှာဘာလက်နက်မှထုတ်တာမရှိဘူးကဘာကြီးတလောက်တိုးတက်နေတာဗျာဘာသူတို့ဒီနိုင်ငံတနိုင်ငံဖြစ်ပြီးဘာထိုင်လို့နေကြတာအရောနိုင်ငံလည်းပြောစရာပြောပြောစရာအများကြီးရှိတယ်အရောနိုင်ငံလည်းပြောစရာအကြောင်းရှိတယ်ဘာသာရေးတွေပဲထိုင်ပြောနေကြတာမြန်မာလက်လက်နဲ့ဘာကြောင့်အမေရိကန်လက်နက်ကိုကောက်ကိုလေးပြန်ထုတ်လိမ့်မြန်အောင်ကြည့်နော်ဦးကျွန်တော်ထောက်ပြနေတာ ဒါကြောင့်ဥရောပနိုင်ငံတွေနိုင်ငံတိုင်းမှာလေပြန်ထုတ်နိုင်တယ်။ဆွီဒင်လည်းလေပြန်ကိုပိုင်လေပြန်ထုတ်နိုင်တယ်၊ပြင်သစ်ထုတ်နိုင်တယ်၊နယ်သာလန်လည်းထုတ်နိုင်တယ်။အကုန်ထုတ်နိုင်တယ်သူတို့ကိုပိုင်လေပြန်။ဒုသီမုတ်ကိုပိုင်ဒုံးကြီးတွေရှိတယ်။ဒုသီမုတ်ကိုပိုင်ထွင်ထားတဲ့ခင်ဗျာဒရုန်းတွေရှိတယ်။ဒီနိုင်ငံတွေဘာထိုင်လုပ်နေကြတာလဲ။မြန်မာနိုင်ငံကတော့အောက်ဆုံးပါ မြန်မာနိုင်ငံအုပ်ချုပ်ခဲ့တဲ့လူတွေကဘာမှထုတ်ဖို့မကြိုးစားဘူးထုတ်တဲ့ပြည်သူရဲ့လူသားအရင်းမြစ်တွေကိုလည်းဘာမှမလုပ်ဘူးထိုင်ပဲခိုးနေကြတာထိုင်ပြီးတော့ရွှေတွဲလဲငွေတွဲလဲဟိုမင်္ဂလာဆောင်တွေလို့အတွဲလဲတွဲလဲဟိုဝတ်ပြစားပြပြိုင်ပြဆိုင်ကြတကဘာလုံးကပစ္စည်းတွေ brand တွေ brand တွေလုတ်ပြဒါနဲ့ပဲသူတို့ပြီးနေအဲ့တခုတော့မထုတ်နိုင်ဘူးမြန်မာနိုင်ငံဒုံးကြီးဆိုတော့အဝေးကြီးကားစီးမထုတ်နိုင်ဘူး engine လုံးမလုတ်တတ်ဘူး တန်ယူကျူဆက်ယူနေတမနီဆက်ယူနေရှိပြီးဘာမှတော့မကြဘူးထုံစုံဆက်လည်းမထုတ်တော့ဘူးမြင်းရိတ်ဆက်လည်းမထုတ်တော့ဘူးအကောင်လုံးတိုင်ပါနေတာဘာသာရေးအကြောင်းပြလူမျိုးရေးအကြောင်းပြကုကုကုံရှိကဘာပေါ်မှာအကောင်းဆုံးလူမျိုးကဘာပေါ်မှာအတော်ဆုံးလူမျိုးကဘာပေါ်မှာအကောင်းဆုံးဘာသာဆိုတဲ့ဂျင်းနေဂျင်းနေကြားထဲမှာအခု အိန္ဒိယနဲ့ပါကစ္စတန်စစ်ပွဲဟာတကယ်လက်တွေ့ပဲအိန္ဒိယကနိုင်ငံကြီးဖြစ်တယ်ဘယ်မှာလဲအခုပါကစ္စတန်ကသူအမှုတ်ချိန်လို့ရအောင်မှာကျွန်တော်ပြောတာမူဝါဒအရာပြောတာဘာမှသုံးကြပါကစ္စတန်ပို့ဆိုးပြီးအမေရိကန်ကိုအားကိုးတယ်အမေရိကန် F16 ကိုပေးမတော့ဘူးဘာမှလုပ်မရတော့ဘူးအမေရိကန် F16 ကဘယ်လိုပြောမလဲဟိုခလေးကစားစရာ တိုင်ကာပလိန်လို့ဖြစ်သွားပြီအယုတ်ပေါ့ပေပါပေပါပလိန်ဖြစ်သွားပြီစက်ကူယုတ်ဖြစ်သွားပြီမင်းဒီနေ့အမတက်လာတဲ့ခင်ဗျာတောင်ကိုရီးယားဆိုလို့တေးသေးလေးနိုင်ငံတော့ခင်ဗျာအများကြီးထုတ်တန်နေပြီတောင်ကိုရီးယားကတောင်ကိုရီးယားမှလည်းအများကြီးထုတ်နေပြီ ပြောလိုက်ရင်တော့ကဘာပေါ်မှာတို့လောက်အကောင်းဆုံးလူမျိုးကဘာပေါ်မှာတို့လောက်အတော်ဆုံးလူမျိုးတို့တို့ဘာသာလောက်အကောင်းတဲ့လူမျိုးသုံးပါသာပေါ့ဒီဗုဒ္ဓဘာသာဟိန္ဒူဘာသာအစ္စလာမ်ဘာသာအဲဒီသုံးနိုင်ငံအမှတိုင်ပတ်နေတာအဲဒီသုံးနိုင်ငံဗုဒ္ဓဘာသာအိန္ဒိယမှာလည်းရှိတယ်ဟိန္ဒူရှိတယ်အစ္စလာမ်ရှိတယ်သီလင်္ကာရှိတယ်အခုဆိုရင်ပါကစ္စတန်ကအစ္စလာမ်ဘာသာတိုင်ပတ်နေကြတာအမှဘာသာရေးတွေနဲ့ငင်းကြခုံကြတတ်ကြဖြတ်ကြ ဦးနေလန်းကလာခြားကြမယ်ဆိုတဲ့ခါကျတော့နှစ်ဖက်လုံးကသူများအားကိုးရတာကိုပိုင်ဘာမှမထုတ်တာနိုင်ဘူးကျွန်တော်သူများအားကိုးတဲ့နိုင်ငံတွေကသူများအခြေလှယ်တာခံရမှာပေါ့ အင်းနိုင်ငံလုံးကပြည်သူတွေအားလုံးတန်းတဲ့ချီပြီးသေသွားတာပဲရှိမှာဘယ်သူမှနိုင်မှာမဟုတ်ဘူးအေးပေါ်ရဘယ်သူနိုင်သွားမှာတရုတ်နဲ့အမေရိကန်နဲ့နိုင်သွားမှာရတယ်ရတယ်ဘာတို့လက်နက်တွေစမ်းပါအိမ်မှာအခုပါစစမ်းနေပြီအခုက drone ခေလေဟိုခေနဲ့မတူဘူး drone နဲ့ခြားကြပြီအခုလိမ်မြန်ခေမဟုတ်ဘူးအဲ့တော့သူပြစ်ကိုပြစ်ပြစ်ကြပြီမြန်မာလည်းနီးပြီညာအဲ့တော့ ဒါအလုံးအမတန်အကေဆန်တို့ကကဘာမှာငပေါ့ကြီးဖြစ်တယ်ဆိုတော့သူ့မှာဤပညာကုန်ရှိတယ်အကေဆန်တို့ဒီအနောက်နိုင်ငံတွေကခင်ဗျာ research ကိုရေးလဲလဲလုပ်ထားတာသူ့သေသနာပြုလုပ်ငန်းကနေဒီဤပညာတွေနဲ့ဒီ brain drain ဆိုတဲ့ပညာရှင်တွေကိုတက္ကသိုလ်တွေကိုအားပေးပြီးသူ့နိုင်ငံနိုင်ငံသားတွေတောင်မှတကဘာလုံးကနိုင်ငံသားတွေကိုခေါ်ပြီးတော့တက္ကသိုလ်တွေကနေနိုင်ငံသားအခွင့်အရေးတွေပေးပြီးအကုန်လုပ်တာ ီးတော့ထွင်းတယ်ထွင်းတော့သူကကိုယ်နဲ့အပြိုင်ပြစ်မှာဘာထိုင်လုံနေကြတာလဲဘာလို့ကိုယ်နိုင်ငံသားတွေကိုအဲ့လိုထွင်းမှုတော့အားမပေးတာလဲအစိုးရတွေဘာထိုင်လုံနေကြတယ်ဘာကြောင့်လေပြန်နေမထုတ်နိုင်တာလဲအဲ့တော့ဒါကျွန်တော်တို့ဥတွေ့ရတဲ့စစ်ပွဲနေတာပဲဒါကြောင့်ဒီအာရှစစ်ပွဲကသူများရဲ့ privacy စစ်ပွဲပဲ ီသုံးနိုင်ငံပေါ့ဒီတရုတ်ပါကစ္စတန်အိန္ဒိယဒီနေဆက်သုံးနိုင်ငံအဲ့မှာတိုက်ပတ်နေကြတာဒါပေမဲ့တရုတ်ကလည်းလေဟုတ်တယ်နော်တရုတ်ကလည်းတောက်ကူရက်တည်နိုင်တယ်ပူတင်ကတရုတ်ကိုဖားနေရတယ် ပူတင်လဲအာရှမှာဥရောပမှာချမ်းသာတဲ့ဤပညာထုတ်တတနိုင်ငံပဲပူတင်လဲကွန်မြူနီလုတ်သွားတာပဲသူဤပညာနဲ့တော့သူရအောင်ထုတ်သွားတာပဲကာကွယ်ဆေးသူကိုယ်တိုင်ထုတ်သွားတာပဲပြောချင်တာရုရှားလည်းအချိန်မဟုတ်ဘူးအချိုးတွေတရုတ်လည်းအချိန်မဟုတ်ဘူးကိုရီးယားဘာမှမရှိဘူးသူများကိုခြေသလုံးသက်ဖက်နေရတာအဲ့တော့မြန်မာနိုင်ငံသားတယောက်အနေနဲ့ကြည့်ရင်မင်းအောင်လိုင်တို့မနေ့ကသွားတဲ့ပွဲမှာအလွန်အမတန်မျက်နာငယ်ရတာကိုကြည့်ပြီးတော်တော်စိတ်မကောင်းဖြစ်တယ်ဒါကိုယ်နိုင်ငံသားဗျတော်တော်အာနာရှင်ကခဏမေ့တာဟုတ်ဒါမြန်မာနိုင်ငံကိုစားပြူသွားတာဗျ မြန်မာနိုင်ငံအလံနဲ့သူတို့ဒီမှာခြေတက်နေကြတာအဲ့တော့သူဒီသနာမနီယာကိုချိတ်တမေရောင်းတဲ့လူတယောက်ရဲ့ online ကြော်ညာတခုကျွန်တော်တက်တိုက်ဆိုင်ပေါ့ဗျ Facebook မှာတွေ့လိုက်တယ်အဲ့တော့ အရီးတွေပေါ့ရီးတွေတွေ့နေကျွန်တော်ကညဘက်ကတစ်ချက်ဖွင့်ကြည့်လိုက်တယ်။ तू ချိတ်ချမိန်နဲ့အင်ဂျီ1ဆက်ကတဲ့။မချိတ်လည်းမသိ तू ပြောပါလေ။ပွဲတက်တဲ့ချိတ်ပေါ့ဗျာ။တပေါင်း900နဲ့ရောင်းနေပေါ့။အဲ့ဒါနဲ့ तू ကဘာကြောက်ရောင်းနေလဲဘာကြောက်ရောင်းနေလဲ तू ကတော့ဈေးကပ်ဆွဲနေ။နောက်ဆုံးကျတော့တရုတ်နိုင်ငံမှာစိတ်ယုံကနေဒါတိုင်းမှားပြီးတော့ရောင်းနေကိုဈေးပေါ်တာပေါ့။မယုံမရှိတယ်ပေါ့။သသိန်းတန်ချိတ်ချမိန်ချိတ်ချမိန်နဲ့အင်ဂျီပွဲတက်တဲ့အင်ဂျီပေါ့ဗျာ။မင်္ဂလာဆောင်တက်တဲ့အင်ဂျီကို တပေါင်း900တောင်နဲ့ရောင်းနိုင်တယ်ဆိုတရုတ်နိုင်ငံမှာစေကျွန်တော်ကမီးရေကွန်းထုတ်ပါ80ဆက်ရောင်းဘာလို့မြန်မာနိုင်ငံမှာလာမလုပ်တာလဲ။ဒါဆိုတရုတ်နိုင်ငံဆိုကိုယ့်အကူမြန်မာနိုင်ငံမှာလုပ်ဖို့ကြိုးစားလိ။ဘာကြောင့်မင်းအောင်နိုင်ငံအဲ့ဒါကိုအားမပေးတာလဲ။ဒါကျွန်တော်ရဲ့ point မြန်မာနိုင်ငံမှာဘာကြောင့်လုပ်ဖို့မကြိုးစားတာလဲ။တချို့ဒီအိန္ဒိယတို့ဘာတို့ကနေစက်ရောင်းအဟောင်းတွေကိုသယ်ပြီးတော့မြန်မာနိုင်ငံမှာကုန်ထုတ်လုပ်ဖို့လုပ်ဖို့ကြိုးစားတာတွေရှိတယ်။ဒါပေမဲ့မင်းအောင်နိုင်ငံတို့နဲ့အဆင်မပြေတဲ့ပုံကြီးရှိတယ်။ဥပမာဒီ ကျွန်တော်ကိုယ်တိုင်ဒိမ့်မက်ကအင်ဂျင်တွေတက်ကြည့်ဘူးတယ်မိတ်ဆွေတယောက်ကအကူကြီးတောင်းလို့မြန်မာနိုင်ငံကိုစက်ယုံလိုက်ရွှေ့ဖို့နော်ဒိမ့်မက်ကအင်ဂျင်ကြီးတွေကိုရွှေ့ပြီးတော့မြန်မာနိုင်ငံကိုစက်ယုံလိုက်ရွှေ့ပြီးတော့မီးပေးဖို့ဒါမျိုးတွေလုပ်တယ်ဒါပေမဲ့ကြည့်ရတာကပွဲပြက်သွားတယ်ကျွန်တော်ကိုယ်တိုင်သွားပြီးတော့အိမ်မှာဟိုကော်မရှင်နင်းအင်ဂျင်နီယာအနေနဲ့ဒိမ့်မက်မှာအဲ့ဒီအင်ဂျင်စက်ယုံသွားပြီးသွားလေ့လာဘူးတယ်ရန်ကုန်ကလုပ်ငန်းရှင်တယောက်ရဲ့ဒီ request နဲ့ကြကြပါပြီဒါတော့ဆိုင်ရအစိုးရလက်ထက်ကဒါပေမဲ့အဆင်မပြေတဲ့ပုံပဲ ပြောချင်တာကမြန်မာနိုင်ငံအစိုးရကအဲ့ဒါမျိုးစိတ်ယုံလိုက်ရွှေ့လာမယ်ဆိုရင်ဤပညာပါလာမယ်အဲ့ဒါမျိုးတွေကိုအခွန်လျှော့ပေးရမယ်အားပေးရမယ်ဆိုတဲ့စဉ်းစားပုံကြီးဒေါ်ဆောင်ကြီးအစိုးရလက်ထက်မှာလည်းမရှိခဲ့တဲ့ပုံပဲအဲ့တော့အဲ့မီးဆက်လေမီးဆက်ဒိမန်နိုင်ငံကမျိုးတစ်မျိုးကိုပေးနေတဲ့မီးဆက်ပေါ့အင်ဂျင်နဲ့ထုတ်တဲ့မီးဆက်ကိုစိတ်ယုံတယုံလုံးမြန်မာပြည်ကိုရွှေ့ဖို့ဝယ်တဲ့တစ်ထည့်ရောက်ဝယ်နိုင်တယ်ကျွန်တော်ကိုအကူအညီတောင်းတယ် ော့ကျွန်တော်ကဒိမ့်မက်ကိုလိမ်ပြန်နဲ့သွားပြီးတော့အဲ့ဒီကုမ္ပဏီနဲ့ချိတ်ပြီးတော့ကျွန်တော်ကော်မရှင်နဲ့တက်လို့တာနောက်တော့ဈေးလည်းတည့်တယ်ဒါပေမဲ့နောက်ပိုင်းကျတော့ကြည့်ရတဲ့ပုံစံကမြန်မာနိုင်ငံကအဲ့တော့မြန်မာနိုင်ငံကအစိုးရတွေကအာမပေးတဲ့ပုံပဲကျွန်တော်ပြောချင်တာဘာကြောင့်စိတ်ယုံလိုက်မွှေ့ကြတာဒါကိုပြောချင်တာအဓိကထောက်ပြချင်တာဒါကိုပြောချင်တာ ဲ့ဒီမြန်မာလုပ်ငန်းရှင်တွေမှာမှာဗျာတိတယ်မလားတိတယ်မလားဗမာစစ်စစ်နဲ့တခြားဒီအိန္ဒိယຫນွေပါမြန်မာနိုင်ငံသားဆိုရင်လည်းဗမာစစ်စစ်ကိုပို့ပြီးတော့ဦးစားပေးတယ်ဗိုလ်ချုပ်တွေနဲ့ပတ်သက်တဲ့လူကိုဦးစားပေးတယ်အဲ့ဒီဗိုလ်ချုပ်သားသမီးတွေကလည်းအုံနောက်မရှိဘူးပြဿနာကဦးကိုကအုံနောက်ရှိလို့အကြံဉာဏ်ပေးရင်လည်းဗိုလ်ချုပ်သားသမီးတွေကကိုယ်စကားနားမထောင်ဘူးမယုံဘူးအဲ့တော့ဗိုလ်ချုပ်သားသမီးတွေကလည်းအုံနောက်မရှိဘူးဖြစ်နေတာကအဘူဂျုတ်သားသမီးတွေကမြန်မာပြည်မှာဩဇာရှိအောင်မင်းအောင်လိုက်သားဗျာနေဝင်းကြီးဗျာတန်းရွှေသားသမီးတွေဗျာဥပမာပြောချင်တာမောင်အေးသားသမီးတွေ သူတို့လည်းဘာလို့ကုန်တိုက်ထောင်ပြီးဈေးရောက်စားဖို့လို့ပဲစဉ်းစားတာမြန်မာနိုင်ငံမှာစက်ယုံလိုက်ရွှေ့ပြီးတွင်းလာပြီးတော့စက်ယုံတွေထောင်ဖို့ဘာလို့မစဉ်းစားတာလဲအဲ့ဒီအဲ့ဒီဂျေဇုရှင်ကိုပြောတာသူတို့မှာဥပစာနေချမ်းသာနေပြီဗျာဘာတရုတ်လုပ်ငန်းရှင်တွေခေါ်မဲစားကိုယ့်အကူစက်ယုံထောင်ကိုယ့်အကူအဲ့ဒီစက်ပစ္စည်းတွေတကဘာလုံးကလိုက်ဝယ်မွေးနိုင်ဝယ်တဲ့လူနဲ့ဆက်မြန်မာနိုင်ငံကိုစက်ယုံနေသွင်းအိန္ဒိယနေမှာနီးပညာရမယ်အိန္ဒိယပညာရတဲ့ခါကျမှကိုဝါကနာကားထုတ်တာလေးပြန်ထုတ်တာဖြစ်လာမှာပေါ့ အဲ့လိုမျိုးကြီးမားတဲ့ plan တွေတို့မှမရှိဘူးဒီဘူချုပ်တွေမှာဘူချုပ်တွေမှာမရှိတယ်လို့ဘူချုပ်သားသမီးတွေမှာလည်းမရှိဘူးတို့တို့ဒီအလွယ်ရတဲ့ဒေါ်လာရောင်းဝယ်လုပ်မယ်ဗျအခုတို့ကြားဖြန့်ရောင်းဝယ်လုပ်မယ်ဗျာ online ကနေရွှေရွှေဝယ်ရောင်းလောက်တာတွေလုပ်မယ်ဗျာ CFD လို့ခေါ်တဲ့တိတိမလာအဲ့ဒီရောင်းဝယ်တွေတို့လုပ်မယ်ဗျာအဲပြီးတော့ဘာလုပ်မလဲတယံဇာတာတွေရောင်းစားမှာတိခုတ်ရောင်းစားမယ်ဗျာမော်ဘီယာပစ္စည်းတွေဟိုဒီ raw material တွေဟိုပဲကုန်ချမ်းတွေအကုန်ထုတ်မယ်ဗျာဘာလို့များကုန်ကြောထုတ်ဖို့တဲ့သိတ်မစင်စားဘူးဗျာအားမပေးဘူးဗျာ ဒါပေမဲ့လုပ်ငန်းလေးတွေတော့ရှိလာပါတယ်ဒီဈေးထုတ်ထုတ်တဲ့ဟာတွေဘာတွေတော့ရှိလာတယ်ဒါပေမဲ့အမြောက်အများဖြစ်လာတာမတွေ့ရဘူးအဲ့တော့အခုဒီအိန္ဒိယပါကစ္စတန်စစ်ပွဲဟာဒါကိုကျွန်တော်တို့တွေ့နေရတယ်ဒါပြောရင်ပြောရင်လည်းအိုက်လာပြီဒီနေ့ပူပါ23စောစောအေးလို့ကျွန်တော်ဒါဝတ်ထားတယ်ဆိုခဏလေးကျွန်တော်အိမ်ချုပ်မှရအောင်အိုက်လာပြီ ီနေ့က23 24ပူမှာအဲ့တော့ပြောချင်တာကမြန်မာနိုင်ငံသုံးမကြဘူးပြောရမှာလေမင်းအွန်လိုင်းမင်းအွန်လိုင်းလို့အဲ့လိုလောက်တာကိုကျွန်တော်တို့ကငုံခံနေတာဘူးနိုင်ငံနဲ့ချီပြီးပြောရမယ်ဆိုကိုယ့်နိုင်ငံသုံးမကြတာပဲကိုယ့်နိုင်ငံသားတွေသုံးမကြတာဖြစ်သွားတော့ဘူးဟိုအိန္ဒိယလိုက်ပြိုင်နိုင်ငံနဲ့ချီပြီးပြောရင်အိန္ဒိယတွေသုံးမကြဘူးပါကစ္စတန်တွေသုံးမကြသူတို့မရှက်ဘူးလားမသိဘူး ကဘာမှာလူကြီးတသန်းခွဲကျော်တန်း1500ရှိတယ်ကဘာမှာဦးမကြခင်စီးပွားရေးအကြီးကျယ်တိုးတက်မဲ့နိုင်ငံကြီးဖြစ်လာတော့မယ်အိန္ဒိယပေါ့မကြခင်ဂျပန်ကိုကျော်တော့မှာနော်တရုတ်ပြီးရင်တတရရည်အိန္ဒိယလိုက်မယ်လို့ပြောနေကြတဲ့အထင်မှာဒီအိန္ဒိယကအခုထိဟုတ်တိပတ်တိဗျာဒုံးကြီးမရှိဘူးဖြစ်နေတယ်ဆိုချင်တာကပါကစ္စတန်ကလာတဲ့ဒုံးကြီးတွေကိုအိန္ဒိယကအကုန်မပြစ်ချနိုင်သလို အိန္ဒိယကပြစ်တဲ့ဒုံးကျည်တွေကိုလည်းပါကစ္စတန်ကအခုမပြစ်ချနိုင်ဘူးပြောချင်တာကသူတို့မှာလေချောင်းရံကာကွယ်ရေးစနစ်နှစ်နိုင်ငံလုံးအားနေနေတယ်အဲ့ဒါအဖြေပဲပြစ်တော့ပြစ်ချတယ်အခုမပြစ်ချနိုင်ဘူးဘာတိုင်းလုံနေကြတာဒီလူမျိုးတွေဘင်္ဂါတိရှိမလားအဆိုးဆုံးပဲသီးလင်္ကာရှိမလားအဲ့လိုပဲတိုင်ပတ်နေတဲ့လူမျိုးကြီးတွေဘာသာရေးတွေနဲ့သီးလင်္ကာလည်းအဲ့လူမျိုးကြီးဘာသာရေးပြဿနာပဲအဲ့မှာလဲ ဘုရားဘာသာအဆုံးရောက်နေဒီအစ္စလမ်တွေနဲ့ခြားကြအာတမီတိုင်းကားနဲ့ခြားကြအာမပြီးတော့ဘူးစစ်တပ်ကဝင်ရှုပ်အဲတီးလင်းကလည်းအဲ့ဒါနဲ့တိုင်ပတ်နေတယ်အိန္ဒါမှာရှိတဲ့မော်တိုက်လည်းအဲ့ဒါနဲ့ပဲတိုင်ပတ်နေတယ်ဒီလူမျိုးကြီးဘာသာကြီးတန်တရားဂျားထဲမှာပဲကိုကိုကိုဂုံယူတဲ့လူမျိုးတွေဂျားထဲမှာပဲကဘာကြီးမှာပိတ်ကြီးဖြစ်နေတယ်အာရဏနိုင်ငံကြီးလည်းအဆိုးဆုံးပဲ အရာနိုင်ငံကြီးလဲဆိုဆိုမယ်အဲ့ဒီဘာသာကြီးနဲ့ဟိုတိုင်ပတ်ပြီးတော့အဲ့ဒီဆူနီရှီယာနဲ့အဲ့ဒီပါလက်စတိုင်းနဲ့အဲ့ဒီအဲ့ဒီအစ္စရေးနဲ့အကုန်လုံးမှာတိုင်ပတ်ကုန်ပြီပေါ့စစ်ပဋ္ဌာန်းဖြစ်နေကြတယ်အဲ့တော့သူတို့တွေဘာကြောက်တယ်လို့ဒုတက်တယ်ရစရှိတယ်ဂျပန်ကအခုသုံးလားမသိဘူးသုံးလို့ဂျပန်ကိုအိန္ဒိယကျော်တော်မယ်လို့ပြောနေပြီဂျပန်ကနံပါတ်1နေရာကိုတရုတ်ကယူလိုက်ပြီလေ ်အမေရိကန်ငွေကိုလည်းတက်ပါအခုလည်းတက်ပဲဒုတိယကဘာစစ်တုံးကတော့ကျွန်တော်တို့ UK ကနံပါတ်1 UK နေရာကိုအမေရိကန်ဆွဲသွားတာ UK ကနံပါတ်4ရောက်သွားအခုနံပါတ်4ကနံပါတ်6ဖြစ်သွားပြီမနေ့နေလားငါလားဆိုရည်အခုအခုညီလိုက်တောင်းပြီဟိုတို့ခြေသလုံးဖက်တယ်လူခြေသလုံးဖက်နေဘာလို့ကိုယ့်အကိုထုတ်ဖို့မကြိုးစားတာလဲဘာကြောင့်87ကိုပြောင်းဖို့မကြိုးစားတာလဲအာနာရှင်မဲဖြစ်ပါစေဟိုတရုတ်ကလုံးလို့ရတယ် မြန်မာပြည်အာဏာရှင်အသုံးမကျဘူးဒီမိုကရေစီပဲဖြစ်ပါစေဒီမိုကရေစီနိုင်ငံရယ်လေဟိုပါကစ္စတန်အိန္ဒိယဒီမိုကရေစီပြောပြီးအသုံးမကျဘူးစစ်ရေးတွေနဲ့ဘာသာရေးတွေနဲ့ဒီအဆုံးရောက်တယ်ရယ်အဆုံးရောက်တာကနှစ်ဖက်လုံးအဆုံးရောက်နေတာနော်လူမျိုးရေးလည်းအဆုံးရောက်တယ်ဘာသာရေးလည်းအဆုံးရောက်တယ်ကြိတ်ပြီးမစိုးစားဘူးဝါဒပြက်ကားတွေကတော့ဒီဟိုဘာလဲဘောလီဝုဒ်ကားတွေမှာတော့ဝါဒပြက်လာတော့မပြောနဲ့တော့တခါလေအဲ့တော့ ျွန်တော်တို့ကဒီအချိန်မှာဘာကြောင့်ဒါကိုပြောလဲဆိုတော့အကြောင်းရှိလို့ပြောနေတာဒီအချိန်မှာကျွန်တော်တို့ကတရုတ်ကိုသွားပြီးတော့ပြည်လျောင်သွားလို့ပြီးချော့ရမှာလားချော့ရင်ရောဘာရမှာလဲကျွန်တော်အမြင်ပြောရင်တရုတ်ကိုသွားချော့ရင်နောက်ဆုံးမြန်မာနိုင်ငံမင်းအောင်လိုင်ပဲအာလားမင်းအောင်လိုင်နဲ့ပဲသူကညှိခိုင်းမှာယူကောက်ပွဲဝင်ခိုင်းမှာမင်းအောင်လိုင်နဲ့ပုံစံနဲ့ပဲမြန်မာပြည်ကိုသွားခိုင်းမှာအဲတရုတ်ကိုသွားချော့ရင်ကျွန်တော်တို့ဘာမှရစရာမရှိဘူးရှုံးမှုပဲရှိတယ် တရုတ်ကိုဖျက်ဆီးပြန်ရင်လေတရုတ်ကျိုးစီးပွားကိုဆန့်ကျင်ပြီးဖျက်ဆီးပြန်ရင်လေပို့ပို့ဆိုးသွားမယ်ကျွန်တော်တို့တော်လိုင်းကြီးလုံးဝထိခိုက်သွားနိုင်တယ်